မြန်မာနိုင်ငံသွမ်းမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းပြည်သူတွေအသေးအပြောက်များပြားနေခြင်းကိုအခွင့်ကောင်းယူပြီးတော့စစ်ကောင်စီက၎င်းလက်လွတ်ဆုံရှုံလရတဲ့နေမျိုးတွေမှာလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေဆက်လိုက်ပြုလုပ်နေပါတယ်။ကဘာတဝမ်းမှာမြန်မာနိုင်ငံအတွက်စိတ်မကောင်းဖြစ်နေတဲ့ချိန်မှာပဲစစ်ကောင်စီကဆုံရှုံနေမျိုးတွေကိုပြန်လည်ရရှိဖို့အတွက်လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်ခရမ်းမလာ28ရက်နေ့ကငလင်လုံနေတဲ့အချိန်မှာပဲ TNN ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်အတွင်းကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင်းနေအိမ်၃လုံးနဲ့စာတင်ကျောင်း၂ကျောင်းပျက်စီးသွားပြီးတော့တနုတက် TPNA စစ်မေ6ဦးနဲ့တပ်သားတအူစုစုပေါင်း9ဦးသေဆုံးသွားခဲ့ပါတယ်။မလ30ရက်နေ့တုန်းကလည်းကရီနီပြည်နယ်ထဲကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံနှလုံးကျဲခဲ့တာကြောင့်အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ မလာတောင်ဆက်တရနေ့မှာလဲနောင်ချုံမြွနဲ့ကြောက်ကြံကြေးရတဲ့ကိုစစ်ကောင်စီကတုံးနဲ့လာရောက်ကြဲတွားတဲ့လို့ TNN ကထုတ်ပြန်ထားပါတယ်။ရှမ်းပြည်တွင်းပြင်ပဲခူးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းကမတရာမြွနဲ့မကွေးတိုင်းစတဲ့ဒေသတွေမှာလဲစစ်ကောင်စီကငလင်ကလာအတွင်းမှာပဲပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အခုလုံငလိန်တန်ကိုအခွင့်ကောင်းယူပြီးတော့စစ်ကောင်စီဟာဘုံကျဲတိုက်ခိုက်နေတာလို့ဂရီနီဒရခန်တူကတော့အခုလိုပြောပါတယ် မလင်လုံးလုံးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်ကိုဒီစစ်တပ်ကအခွင့်ကွမ်းယူပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်တယ်။မင်းညာကညနေပိုင်းကရင်နီပြည်ဖက်မှာဆိုဘုံကျဲလို့တူးထိသွားတယ်။နေအိမ်တွေလည်းပြတ်သွားတယ်ပေါ့နော်။ဘေးကင်းမလားလို့စိတ်ချောင်နေတာကိုလက်နဲ့ကြီးနဲ့လည်းမကင်းနိုင်သေးဘူးပေါ့လေ။တပတ်မှလည်းနောင်ချုံမြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့ထိရနေတဲ့ပူပေါင်းတပ်တွေကတပ်ဖွဲ့ပြင်းထန်နေလက်ရှိနေတယ်လို့ဒေတာခန့်တို့ကတော့အခုလိုပြောပါရစေ။ အနေငလင်လောက်ပြောစစ်တပ်လေးနဲ့ပုံလေလာကျဲတာလေရင်တွေနှစီသုံးစီလောက်နဲ့ပြင်းထန်လာကျဲထွားတာနှစ်ဖက်စလုံးကတပ်သားတွေထိခိုက်တေဆုံးမှုများရလို့တီးရတယ်အခုအုံမတီးရဆိုရင်သုံးလုံးလောက်မီးလောင်ဖျက်ဆီးသွားတယ်အခုသုံးရက်လောက်တော့တိုက်ပွဲတွေပြန်ငြိမ်သွားတယ်ကြားတယ် ငလင်တန်တင့်နေတဲ့အချိန်မှာပဲမတ်လ28ရက်နေ့ကနေ31ရက်နေ့အထိစစ်ကောင်စီကမြန်မာနိုင်ငံတွင်းမှာလေကြောင်းအကြိမ်20နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအရတား12ဦးသေဆုံးသွားတယ်လို့ TVB တင်းင်းဌာနကတော့ဖော်ပြထားပါတယ်။တပတ်မှလည်းစစ်ကောင်စီကငလင်တန်ကြောင့်မတ်လ31ရက်နေ့ကနေဧပြီလ4ရက်နေ့အထိနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းမှတ်အနေဖြင့်တက်မှတ်ပြီးကြေညာထားပါတယ်။ဝန်ထဲချင်းအထိမ်းမှတ်ကြေညာထားတော့လည်းပုံကျဲမပြတ်ဘူးလို့ဒေတာခဏင်ကတော့ပြောဆိုပါတယ်။ ဒီကြားထဲမှာအမျိုးသားညညွရဲ့အစိုးရ NUG ကတော့မှလ30ရက်နေ့ကနေစပြီးတော့နိုင်ငံတွဲမှာနှစ်ပတ်ကြာအပြစ်ခတ်ရစရေးကြေညာထားပါတယ်။အလားတူမြန်မာနိုင်ငံမှာလက်ရှိရင်ဆိုင်နေတဲ့ခက်ခဲတဲ့ကာလမှာထိရောက်တဲ့အပြစ်ခတ်ရစရေးလုပ်ဖို့မျှော်လင့်တယ်လို့စင်ကာပူနိုင်ငံခြားဝန်ကြီး Vivian Balakrishnan ကမှလ30ရက်နေ့မှာ၎င်းရဲ့စနုမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။ အခုလိုစစ်ကောင်စီရဲ့လုံရတွေကိုနိုင်ငံလကာကရှုတ်ချပြီးတော့လာမယ့်ဧပြီ3ရက်နဲ့4ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ့်ပင်ဂလာပင်လယ်အော်စီးပွားရေးနဲ့နည်းပညာဆိုင်ရာပတ်စုံပူပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်တည်းစည်းဝေးကိုစစ်ကောင်စီကိုတက်ခွင့်မပေးဖို့အတွက်လူအဖွဲ့စီ339ဖွဲ့ကထိုင်းဝန်ကြီးချုပ်တံကိုတောင်းဆိုထားပါတယ်ကျွန်တော်တော့စိတ်ဆင်လင်ပါ thank you